ကိုမင်းကိုနိုင်ပြောကြားချက်တွေမှာပြည်သူတွေအနေနဲ့အင်အားပြတာထက်အရေးချင်းကိုပြတာဖြစ်တယ်လို့ဘိုးစိမ်မန်ခွင်းမှာအခုလို့ပြောပါတယ်ဒီမှာအရေးကြီးတာကကျွန်တော်တို့ဒီကနေ့ဟာလူတို့ရဲ့အရေးအတွက်အင်အားနဲ့ပြတဲ့ပွဲမျိုးမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့တကယ်တမ်းသာအရေးအတွက်အင်အားပြမယ်ဆိုရင်ဟောဒီရန်ကုန်တမြို့လုံးစီပင်သားရလက်နမိတ်တစ်ခုလုံးလူပင်လယ်ကြီးပြည့်သွားအောင်လမ်းတွေပေါ်ပြည့်လာအောင်ကျွန်တော်တို့အားလုံး ပန်းတင်းနိုင်ပါလေ။ဒုအပ်ခဲ့ရင်အလုံးလမ်းနေပေါ်မှာပြစ်သွားအောင်ဒီကျွန်တော်တို့ပြည်သူလူထုစွမ်းဆောင်လဲစွမ်းဆောင်နိုင်တယ်စွမ်းဆောင်လဲပြခဲ့ပြပါပြီ။လိုအပ်တယ်ဆိုရင်ကျွန်တော်တို့ဟာအဲ့ဒီလိုအင်အားကိုပြတာမျိုးအရေးအတွက်ကိုပြတာမျိုးကျွန်တော်တို့လုပ်နိုင်ပါလေ။ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ကအရေးအတွက်အင်အားပြပြီးတော့ချင်းချောက်တာမျိုးမဟုတ်သေးပါဘူး။ဘာလို့ပြလဲဆိုတော့ကျွန်တော်တို့ပြည်သူလူထုရဲ့ အရေးအချင်းကိုပြတာပါအရေးအချင်းဆိုတာဘာလဲဆိုတော့ပြည်သူလူထုဟာဘာမှမသိနားမလည်တဲ့ကောင်းလေးกว่าလို့အဲ့ဒီအဓိပ္ပာယ်နဲ့တင်းကျပ်ပြီးတော့စီကံပြပါတော့ဒီမိုကရေစီဆိုပြီးတော့သူတို့ပြထားတယ်ကျွန်တော်တို့ပြည်သူလူထုဟာအခုကြည့်ပါငြိမ်သက်စွာစီကံရှိစွာနဲ့နားထောင်နေဒီမှာလူထုကောင်းဆောင်ရှိတယ်သူကကပြည်သူလူထုကြီးမတ်တက်ရပ်ပြလိုက်ပါဆိုရင်အားလုံးမတ်တက်ရပ်ပြမယ်မလား ဟုတ်ပါတယ်ဒါအပြင်2008ဖွဲ့စည်းပုံအတီဖြည့်ရေးအတွက်ဆန္ဒခံယူခဲ့တဲ့အချိန်ကအခြေအနေနဲ့အခုနှိုင်းရှင်ပြီးဝေဖန်လိုက်ပါတယ်ပြည်သူလူထုတွေကမုံတိုင်းတိုင်းခံရလို့ကိုယ်တိုင်းမခံရတဲ့လူကအစကိုယ့်ရဲ့ခန္ဓာကိုယ်တနေရာမှာထိခိုက်ပျက်စီးလို့ကိုယ်ဆွေးတော့တာကြောင့်လေအချိန်လုံးမှာပြည်သူတရားလုံးကိုယာတက်ပံကဘာတီတည်းဖိနှိပ်ချုပ်ချယ်အခွင့်အူးခံဖို့ရေးဆွဲထားတဲ့ဥပဒေကို ဇွတ်ကြထမ်းတယ်ဆိုတာဟာအတုပအိမ်ကိုထပ်ပြီးတော့ညီခင်ပြစ်တာနဲ့အတူတူပါပဲဟုတ်ပါမမေ့နိုင်ပါဘူးဖွဲ့စည်းပုံပြင်ရေးဟာမြန်မာနိုင်ငံသားတွေအဖက်ဖက်ကရင်ဆိုင်နေရတဲ့ဒုက္ခအဖုံဖုံကိုကြော်ထွားနိုင်ဖို့အတွက်ဖြစ်ကြောင်းအခုလိုပြောပါတယ်ညာညာသွေးမြင့်မားတာလည်းရက်နဲ့စနစ်မကောင်းလို့ အုတ်ချခဲ့တဲ့သူတွေရဲ့အမှားအရင်းကြောင့်ဒီကနေ့အမိန့်ပါဆုံးရောက်နေတယ်ဆိုတာကိုကျွန်တော်တို့ကိုယ်တိုင်သိဒါကြောင့်ကျွန်တော်တို့ဟာယုံမှုသူတွေကနေပါနေပြီနဲ့စိတ်ဓာတ်ကြီးအရာတော့ဘယ်တော့မှကြုံမခံဘူးတခင်စိတ်တခင်မာနဲ့တခင်တို့ရဲ့အလံဟောဒီမှာတိုက်ပွဲဝင်အမျိုးသားခွတ်တော်အလံနဲ့ကတောင်းလံငလက်ကိုတပြိုင်တည်းပြင့်ထူရင်ကြုံမဟုတ်တဲ့ ခင်တွေအဖြစ်ကြောက်ကြပါလို့တိုက်တွန်းနေတယ်။ဆက်ကြပါမယ်။မန္တလေးမြို့အောင်ပင်လယ်ကွင်းမိန်ကုန်းမှာတော့စစ်မှန်တဲ့ဒီမိုကရေစီစနစ်ဖြစ်ဖို့နဲ့ Federal ပြည်ထောင်စုတည်ဆောက်ဖို့အတွက်ဒီဖွဲ့စည်းပုံကိုပြင်ဆင်ရမှာဖြစ်ကြောင်းအခုလိုပြောပါရယ်။ Federal ပြည်ထောင်စုတစ်ခုတည်ဆောက်ဖို့အတွက်ကိုတိုင်းရင်းသားတွေနဲ့ပြည်တွင်းငြိမ်းချမ်းရေးယူရပါလိမ့်မယ်။ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ဖို့ကတော့ ဟောဒီဒီမိုကရေစီမကြတဲ့ကြက်မပြေတဲ့ဒီမိုကရေစီကိုကြက်ပြစ်အောင်လုပ်ဖို့ကကြတော့စာအုပ်အစိမ်းကြီးကိုကြောင်းလဲပြစ်မှာရမှာပါဒါကလုပ်ငန်းတွေတခုနောက်လုပ်ငန်းတွေတခုကတစ်ဆက်တည်းတွဲနေတာကပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပါအဲ့ဒီအတွက်ကတိုင်းသားတွေနဲ့အတူကျွန်တော်တို့ဆက်ပြီးတော့အပြစ်ခတ်ရစေးရေးအပါဝင်ပေါ့လေစိတ်ချရတဲ့အာမခံချက်ရှိတဲ့ အခြေအနေကိုရောက်ရအောင်မငြိမ်းချမ်းပဲနဲ့ကျွန်တော်တို့ဆက်ပြီးတော့နိုင်ငံရေးအရာပြောင်းလဲရေးတွေလုပ်ဖို့မလွယ်ကူပါဘူးတစ်ဖက်ကပြည်တွင်းစစ်ကိုရှိနေမယ်ဆိုရင်အင်မတန်အခက်အခဲရှိပါတယ်88မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူဖွဲ့စည်းခေါင်းဆောင်တွေဟာကချင်ပြည်နယ်မိုးညင်းမှာလဲမေလ19ရက်နေ့မှာပုံမှန်436ပြင်ဆင်ရေးအတွက်ဟောပြောပွဲကျင်းပမယ်လို့သိရပါပါတယ်ခင်ဗျာ